Okay မင်္ဂလာပါကျွန်တော်တို့ CS computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီတစ်ခါမှာ programming စလေ့လာတဲ့ခါမှာအနေနဲ့လေး꿰လဲချက်လေးတခုပြောမယ်။အားပါလဲဆိုတော့ expression နဲ့ statement ဟုတ်လား။ကျွန်တော်ရှင်းမှပြခဲ့ပြီဒါ။အဲ statement အကြောင်းဆိုရင် semicolon ပိတ်တယ်။ဘာညာဒါဆိုရှင်းမှဟို method ပုံစံလေးလေးတော့ statement အကြောင်းဆိုရင်ပိုင်းသွင်းမှာတော့အဲ့ဒီပုံစံမရှိဘူး။ဒါပေမဲ့ဒါပိုင်းသွင်းနေနဲ့ပြောမှဖြစ်တဲ့အတွက်အဲ semicolon ကိစ္စတွေမပြောတော့ဘူး။ဟုတ်ကဲ့နော်။ဒါဆိုရင် statement အကြောင်းပဲ။ဟုတ်လား။ statement အကြောင်းလှုပ်ဆောင်ချက်အကြောင်းဆိုရင် statement အဲ expression တော့ပဲရတယ်ကြည့်မယ်အဲ့ဒီကိုယ်လည်းကြောက်လိုက်ကြည့်မယ် expression ဆိုတော့ကျွန်တော်တို့ဗါလဲဆိုကျွန်တော်တို့ဖော်ပြချက်ပုံမှန်ဗါပထမတစ်ဆင့်ဗါလာပြန်တယ်ဖော်ပြချက် နောက်တစ်ဆင့်သူ့ရဲ့ definition programming မှာဘယ်လိုလဲဆိုတော့ expression ဆိုတာတန်ဖိုးတစ်ခု ပြန်ပြန်အောင်ပြန်ပြီးတော့ရဟုတ်လားတန်ဖိုးတစ်ခုပါပြန်ပြန်ပြီးတော့ရ return a value အဲ့ဒီတစ်ရိပ်ပဲတက်ရောက်တယ်ဆိုတာ expression ဟုတ်လား expression နဲ့ statement ဟိုမကွဲနေဘာမှဖြစ်ဘူးဒါပေမဲ့ကွဲထားတော့ကုန်ရရပို့ပြီးတော့ရှင်းတယ်ကြည့်ရမလားအဲ့ဒီမှာ expression ကိုတော့တစ်မျိုးဖွင့်နေပါလိမ့်ဆိုရင် combination ဆိုတာ literal နော် literal ဆိုတော့တို့ဒီမှာဒီ tempo တွေ assign လုပ်တယ်တို့တို့အာ value တွေ literal တွေပေါ့နော်ဟိုမှာအာ h equal to 1000ပေါ့ h equal to 5 error ပုံနဲ့ဟိုမှာ integer ပတ်တန်ဖို့လား integer မှာမှကျွန်တော်တို့ဘာ hazard decimal နဲ့လား string ဆိုလဲ string tempo ထည့်တာအဲ့ဒါကိုတို့ဘာလို့ခေါ်လဲ literal လို့ခေါ်တယ်နောက်တစ်ခု identifier နော် identifier identifier ဆိုတော့ကျွန်တော်တို့ name တွေကိုပြောတာဟုတ်ကဲ့ကျွန်တော်တို့ဟို very very ကြော်ညာတယ်နာမည်ပေးရတယ်အဲ့ပေးရတဲ့နာမည်ကိုဘာလို့ခေါ်လဲ identifier တော့ကွာ method တွေ definition လုပ်တယ် method တွေကိုအဓိပ္ပာယ်ဖွင့်ဆိုတယ်အဓိပ္ပာယ်ဖွင့်ဆိုတာရေနည်းနည်းစကားရေနည်းနည်းဝေးပါတယ် method တွေကိုကြော်ညာတယ် method တွေ create လုပ်တယ်ဟုတ်ဗျာနာမည်ပေးရအဲ့ဒီပေးရတဲ့နာမည်ဘာလို့ခေါ်လဲ identifier class တွေ create လုပ်ရတယ်နာမည်ပေးရအဲ့ဒါဘာလို့ခေါ်လဲ identifier ဘယ် programming language တွေဟုတ်ဗျာ identifier ဆိုတဲ့အဓိပ္ပာယ်ခွဲချအဲ့ဒီကောင်တွေ identifier တွေ identifier တွေနောက်တစ်ခုကျွန်တော်တို့ operator တွေမှာကြည့် bound operator တွေ bound မျိုးစား operator တွေနောက်တစ်ခုအဲသူ့ရဲ့ ဘယ်လိုပြန် default value တွေအားတွေဒီလည်းတော့ပါတယ်နော် expression နဲ့နောက်တစ်ခုဒီ present this ဆိုဒါဆို method ဒါ present this နဲ့ဒီလို name နဲ့တွဲထိုင်ပါပဲတော့ method ပဲဒီ present this ကိုလည်းဘာလို့ခေါ်တနည်းအားဖြင့်တင်စားလဲဆိုရင် method call operator တော့ခေါ်တယ်အဲ့ဒီပုံစံမျိုးဆိုတော့ဘာလို့ခေါ်လဲ expression ဒီနေရာမှာဆိုကြည့်တိုင်း h equal to y x ဆိုတဲ့ identifier နဲ့ y ဆိုတဲ့ identifier assignment value လေးထည့်တာဒါကိုတော့ expression တစ်ခုဟုတ်လား expression တစ်ခုနောက်တစ်ခုဟာဒါဆိုရင် h နဲ့ y နဲ့မြောက်တာဟုတ်လားဒါဆိုဒီလေးသူက expression တိုင်းဒီ statement ပဲမှန်လားမလား expression တိုင်းဒီဘာဖြစ်နိုင်လဲ statement ဖြစ်နိုင်တယ် best diamond statement တိုင်းဒီ expression မဖြစ်နိုင်အဲအဲ့ဒါအဲ့ဒီက main key ပဲဟုတ်လားအဲ့ဆိုတော့ရေးနေတာအကုန်လုံးပဲဘာပဲလို့ statement ပဲ statement မျိုးနဲ့ဝင်နေပဲ statement မျိုးနဲ့ဝင်နေပုံမှာဒါဒီ expression statement လာတို့ကအတိအပ္ပပြည့်ပြည့်စုံသွားတဲ့ statement ကျွန်တော်တို့ statement ဝါကြတဲ့ကြောင်းဆို statement sentence ဟုတ်မလား statement ဟောပြရတဲ့ကြောင်းပြည့်စုံနေတာဟုတ်လား full stop ချအခုလည်းလိုပဲအတိအပ္ပတစ်ခုပြည့်စုံသွားတယ်ဆိုရင် full stop ချ โอเคมั้ยนะအဲ့ဒီအဲ့ဒီပုံစံဒါဆိုတော့ဘာလို့ခေါ်လဲ expression and statement โอเคဒါဒီ expression ဒါဆိုရင် method parameter တွေကိုထည့်တဲ့ပုံစံလေးဟုတ်နော်ဒါ method method နေနေတော့တော့ဘာလဲ argument ထည့်တယ်ဒါဆိုရင် argument နှစ်ခုနမူနာထည့်ပြ၃ခု၄ခုတစ်ခုအကုန်ကြိုက်သလိုထည့်လို့ရတယ်ဒါကတော့ကျွန်တော်တို့ identifier single value တို့မျိုးပါတော့ဒါကတော့ကျွန်တော်တို့သူ့ရဲ့ default ပါတယ် true for value တွေ boolean value တွေโอเคมั้ยนะ boolean true for value ဒါကတော့ method call operator ကြည့်မယ်ကဲအဲ့ဒါဆိုဒါပြလာနေတယ်ဝယ်နမူနာလေးနဲ့ကြည့်ကြည့်ကျွန်တော် python မှာ import statement ဆိုတာရှိတယ် ဟုတ်လား import ဆိုတာဒီ import ရတဲ့ပဲကျွန်တော်တို့ကြော်စီဒီမှာဆို stats include နေတယ်အတူတူပဲ import include အတူတူပဲပြင်ပ library နေပါလို့တာချိန်ဆက်ကိုရေးနေတဲ့ application ဒီကိုရေးနေတဲ့ project လေဒါဆိုကျွန်တော်တို့ define ကိုရေးနေတဲ့ file လေးတခုကိုဘာနေတော့ချိန်ဆက်လိုက်တာလေပြင်ပ library ကြီးရပါတော့ဘာနာမည်ရှိတဲ့ library နဲ့ချိန်ဆက်လိုက်တာဆို platform လို့နာမည်ရှိတဲ့ library တခုနဲ့ချိန်ဆက်လိုက်တယ်အဲအဲ့အဲ့ဒီပဲတက်ရောက်တယ်ဒါဆိုကျွန်တော်တို့ဘာလဲဆိုဒါဒီ import statement ပုံမှန် language တင်ပါဒါမထိုင်အောင်လားစီမီကော်လာခံ ဲ့မဲ့ပိုင်တုံးမှာ ICU မရှိဘူးပိုင်တုံးမှာ intonation နဲ့သွားတယ်ဒါကြောင့် one statement one line ပဲ abortion တူ one statement two line ဟုတ်ပေါ့ဟို one two statement two line ရတယ်ဒီဘက်ကိုခံပြီးတော့ဒီဘက်ကိုထပ်ရေးလို့ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ပုံမှန်လောလောဆယ်နေရတယ် one statement one line လေးရ abortion နဲ့ဟုတ်လားဒါဆိုရင် abortion ဆိုတယ်ကျွန်တော်တို့ဘာလို့ဘာပေးလိုက် variable name ပေးလိုက် name ပြီးတော့သူ့ရဲ့ version ကျွန်တော်တို့ဘာလို့လမ်းယူလိုက်ဘယ်ရနေလဲ platform name ပါပါတဲ့ဒီတိပဲဝင်နေပေးတာနော် platform objects or platform library တွေမှာပါတယ် python. python dash version underscore version ဆိုတဲ့ method လေးတွေ့လားဒါဆိုရင်ဒါဆိုရင် method identifier ဒါဆိုရင် variable identifier ဒါဆိုရင်တို့ semicolon oh sorry present this is method thing data ဟုတ်လား present method ကို operator ခေါ်လိုက်တယ်ခေါ်လိုက်တဲ့သူကဘာလို့ဒီအရကိုကျွန်တော် variable နဲ့နောက်ကနေခံရလဲသူက method တိုင်းပြီးမျိုးမျိုးရှိရနော် return ပြန်တဲ့ method ရှိတယ် return မပြန်တဲ့ method ရှိတယ် ါကိုတိဆောက်ထားတဲ့ပုံမှာမူတည်မယ်အဲဒီဇိုင်နာတွေတိဆောက်ထားတဲ့ပုံမှာမူတည်မယ်ဒီကောင်သည်ဒီအနေနဲ့ဆိုရင်သူကဒိဗေဘောကျတဲ့ဘာရှင်ပိုင်နဲ့ဘာရှင်ယူသူဘာလို့မလဲ return ပြန်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ဗာနဲ့လက်ခံလိုက်တော့ဘယ်ဒီဘယ်နေတစ်ခုနဲ့မှန်မှုတွေပေါ်မှာနေရာယူပြီးတော့လက်ခံလိုက်လက်ခံလိုက်ပြီးတော့ကျွန်တော်တို့ print ဆိုတဲ့သူ့ရဲ့ bidding function bidding function နဲ့ကျွန်တော်ဗာလို့လက်ထုတ်လိုက်လေဒါကတော့ကိုယ့်ကိုယ်အပေါ်မစလာတဲ့ this is pine ဆိုရင်ဘာရှင် dot format okay dot format ဆိုတော့ဒီ calibrate ရဲ့ table ရဲ့ဒီ calibrate ထဲကိုဟမ်တရားလေးဝင်လာပါ ဒီ dot format ဆိုတဲ့ဒီ version လေးကိုထည့်ပေးပါဆိုပြီးတော့ပြောလိုက်တာဟုတ်ကဲ့နော် dot format ဆိုတဲ့သူ့ရဲ့ဘာလဲ string ရဲ့ button function ဟုတ်ကဲ့နော်ကြည့်ရအောင်ကျွန်တော်ဒီထဲကို pr ရဲ့ဒီ print တကြောင်ထပ်တယ် single quote နဲ့တည်းလို့ဘာဘာထည့်နေလဲမင်္ဂလာပါလို့ကျွန်တော်ရိုက်ပြန်မြန်မာဖောင်းရအောင်ဟုတ်နော် ်မင်္ဂလာပါခဏလေးနော်ရရရနည်းနည်းဟိုတမ်းမလိုက်လို့နော်မင်္ဂလာပါမင်္ဂလာပါဖြစ်နေတယ်ဆိုရင်ဘီမဘီမကျွန်တော်ရခဏလေးရက်ပြီးကျွန်တော်ရက်။ Okay နော် အမင်္ဂလာပါနော်ဒီမှာရေးချလေးမသိဘူးလေနော်ပြီးမှအိုက်ကစားလေးရှင်းလာမယ်နော်โอเคဒါတင်တာလေးနည်းနည်းနောက်ချက်ပြပါဆိုတော့ okay ခဲဒါဆိုပရင့်ဆိုတဲ့ကြောင်းထက်ရရဒီနောက်မှာစီမီကော်လန်ကကြားရတဲ့လောက်ကန်စီမီကော်လန်တို့ဟာတော့ sorry မြန်မာဖောင်းဖြစ်တယ်စီမီကော်လန်ကခဲမဒီဘက်ကနေဟာဒီလိုတွဲရေးလေရဒီနှစ်ခုထွက်မှာပဲကျတော့ run ကြည့်မယ် run module ဟုတ်လား run module ကျွန်မအဲဒါစပိုင်းတော့ version ဒါကျွန်တော်တို့ 3h2 တော့တော့လည်းလည်း version ပါနော်တော့လည်းလည်းတင်နေတယ် version တော့ပြောင်းရင်လည်းပြောင်းတော့အဲ့ဒီလိုထွက်မှာ ဘာမှမဖြစ်ဘူးဒါပေမဲ့ပုံမှန်ကတော့ဗာ one statement one line မှာကျတော့ဘာဖြစ်မှာလဲအဆင်ပြေပါဟုတ်ကဲ့မလားအဲ့ဆိုတော့ဒီမှာဆိုဒါဆို input statement input ဒီ not expression expression အဆုံးအောင်ပါဗာ statement အဆုံးအောင်ပါဒါဆိုရင်တော့ variable နဲ့ဂျုံညာတယ် variable ဂျုံညာတယ်ဒီမှာ platform တော့ version ဒီကောင်ဆို equal sign နေပါတယ် combination ဆို operator ဟော assignment operator နဲ့ပေါင်းထားတာဖြစ်တယ်ဒီကောင်ဒီ statement sorry expression တခု expression လည်းဖြစ်တယ်ဗာလဲဖြစ်တော့ statement လည်းဒီမှာဆိုဒါဆိုလည်းအတူတူပဲ print ကိုခေါ်ထားတာဖြစ်တယ်ဗာ expression လည်းဖြစ်တယ် statement တဲ့ဒါ statement and expression ဒါဒီကျွန်တော်တို့ကတော့ um expression တိုင်းဒီ statement ဖြစ်ပြီး statement တိုင်းဒီ expression ဖြစ်ပါဘူး key point ရတာပဲ okay thank you ပြ